င်းမင်္ဂလာပါခင်ဗျာ career based ict professional trainer နေပြီးတော့ပြန်လဲကြိုးဆိုပါရခင်ဗျာကျွန်တော်လာပြီးမှဖြစ်ပါတယ် okay ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့မာသဘုံမှာပါဝင်နေပေါ့နော်ကွန်တာရင်အကြောင်းကျွန်တော်တို့လေ့လာကြမယ် cpu socket လေးကိုကျွန်တော်ဆိုင်အောင် cpu socket ကတော့ကျွန်တော်တို့ဘယ်မာသဘုံမှာမစုပေါ့နော်ဘေးအင်ပါလာတာဖြစ်ပါတယ် laptop ဖြစ်ဖြစ် desktop ဖြစ်ဖြစ်ဆိုတော့နောက်တစ်ခု base လို့တည်ထားအောင်ကဒီ cpu တွေကိုကျွန်တော်တို့က ဟိုပြောမယ်ဆိုအမျိုးအစားတူရင်ပေါ့နော် socket တူတယ်ဆိုရင်ကျွန်တော်တို့ကလဲလို့ရတယ်နော်ဒါပေမဲ့ကျွန်တော်တို့က upgrade လုပ်ဖို့ကြတော့ကျွန်တော်တို့မလွယ်ဘူးနော်ဟိုဒါက core i5 support ပေးတဲ့ဟာကို i10 core i9 ပေါ့နော်အဲ့လိုမျိုးဟာအမျိုးသွားထည့်မယ်ဆိုရင်အဆင်မပြေနိုင်ပါဘူးဒီ core i5 ကတော့များသောအားဖြင့်ကျွန်တော်တို့ AGA1155 AGA1150 AGA1156 ပေါ့အဲ့လိုမျိုးဟာမျိုးတွေပဲကျွန်တော်တို့ support ပေးရဖြစ်ပါတယ် core i5 ကိုတခြား socket တွေမှာသွားပြီးစိုက်မယ်ဆိုအဆင်မပြေဘူးဒီလိုပဲဒီပုံမှန်လာပြီးတော့တခြား အဲ socket တွေနဲ့တွားပြီးတော့ guide တွေ CPU တွေလာဆိုင်မယ်ဆိုရင်လည်းအဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့ကျွန်အနေနဲ့ဒါကို upgrade တစ်ခုမတွေ့ဘူးလို့ပဲပြောပြရစီဆိုတော့ basically ဒီခါမှာ CPU socket တွေက motherboard နဲ့တွဲပြီးတော့လာတယ် laptop ဖြစ်ဖြစ် desktop ဖြစ်ဖြစ် motherboard နဲ့တွဲပြီးတော့လာတယ် upgrade လုပ်ရတာတော့တိတ်အဆင်မပြေဘူးနော် CPU လို့ခေါ်ရင်ကျွန်တော်တို့မှာတိုက်ကနှစ်မျိုးရှိရယ် pin grid array နဲ့ lan grid array ဖြစ်ပါတယ် pin grid array socket ကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုတော့ zero insertion force လို့ခေါ်ပါတယ် zero insertion force အစက် IF ပေါ့နော်အတူက zip လို့လည်းခေါ်ပါတယ်။သူကဘယ်လို socket လို့လဲဆိုတော့သူက socket မှာပေါ့နော်ဒီ motherboard မှာပါလာတဲ့ bait in socket ပါဒီမှာအပေါက်လေးတွေပေါ့နော်အပေါက်လေးတွေဒါလေးတွေပါတယ်။ကျွန်တော်တို့ကဒီအပြင်ကကျွန်တော်တို့ဝယ်ရဝယ်မဲ့ပေါ့နော် CPU မှာကြတော့ CPU ကတော့လာဆိုင်မဲ့သူ့ကိုလာဒီအပေါက်မှာလာဆိုင်မဲ့ CPU မှာကြတော့ကျွန်တော်ပင်နေပါတယ် CPU မှာပင်နေပါရင်ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့သူ့ကို pin grid array လို့ခေါ်တယ်နော်သူကကြတော့ CPU မှာပေးနေပါတယ်။ motherboard မှာရှိတဲ့ built-in socket ကအပေါက်လေးဖြစ်တယ်။ zip socket ဖြစ်တယ်။ဒါကိုကျွန်တော်တို့က in grid array လို့ခေါ်တယ်။ဒီဒါကကျွန်တော်ပင်လေးကိုအနီးကပ်ထားတာဖြစ်ပါတယ်။ဒီမှာပါပင်လေးကကျွန်တော်တို့ CPU မှာပါတာပါ။ ဒီမှာပေနေပေနေပေနေရှိပါတယ်ဒီပေနေကကျွန်တော်တို့ဘာမှသတ်ဆိုင်မလဲဆိုရင်ကကျွန်တော်ရှေ့ slide မှာပြခဲ့တယ် zero insertion force ဆိုရယ်ဒီ6 socket ဒီမှာကျွန်တော်တို့စိုက်ပေးရတာဖြစ်ပါတယ်ဒါကို pin grid array လို့ခေါ်ပါတယ် cpu မှာ measure ဒီကမှာ cpu မှာနှစ်မျိုးရှိရနော် lan grid array နဲ့ pin grid array ဖြစ်ပါတယ်နော် okay pin grid array ဆိုတာတော့ကျွန်တော် cpu မှာပေနေပါလားဖြစ်ပါတယ် socket မှာအပေါက်တွေပါတယ် cpu မှာပေးပါတယ်အဲ့လိုမျိုးကျွန်တော်တို့စိုက်တယ်နော်ဒါကိုကျွန်တော် pin grid array လို့ခေါ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဘာလဲဆိုတော့ lan grid array ပါ နော် land grid array ကကြတော့ဗာလဲဆိုတော့ reverse အဲနော် pg ပေါ့ pin grid array နဲ့ပြောင်းပြန်မှာနော် socket မှာ pin နေဖြစ်ပြီးတော့ cpu မှာကြတော့ဘာမှမပါတော့ပြောင်းမဲ့ပါတော့တယ်နော် cpu မှာကြတော့ဗျာပြောလို့ဆိုပြောင်းပြောင်းမဲ့ပါတော့တယ်ဗျာ pin မပါတော့အဲ့ဒါမျိုး pin out the socket နော် socket မှာ pin နေကြောက်သွားတဲ့ဟာမျိုးကိုအဲ့လိုဟာမျိုးတွေ့ပြီဆိုရင်ကျွန်တော်ကဘာလို့ခေါ်လဲဆိုတော့ land grid array လို့ခေါ်ပါတယ် land grid array က cpu မှာနော် pin မပါတော့ပါဘူးနော်ဒါကကျွန်တော်ဟိုအသေးစိတ်အနီးကပ်ပြတာဖြစ်ပါတယ် ဒီမှာဆိုရင်ကျွန်တော်က CPU မှာအရင်က CPU နဲ့မလူတော့ပါဘူးပင်နေမဟုတ်တော့ပါဘူးเนาะဒါလည်းအကုန်လုံး language array နဲ့စီစဉ်တာဖြစ်ပါတယ်ပင်နေအစားကိုဒီလိုမျိုးเนาะ circuit တည်တယ်လေးဖြစ်သွားတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကဆွမ်းတော့တွေ့ရ socket မှာကျွန်တော်တို့စိုက်ပေးရမှာဖြစ်ပါတယ်တင်လိုက်အောင်ပြောမှာဆိုတော့အရင်လွယ်ပါတယ်ဒီ CPU ကိုစိုက်ရတယ် နောက်တစ်ခုကကြတော့ fret pan နဲ့ connector အကြောင်းလေးကျွန်တော်ပြောချင်ပါတယ်။အဲ fret pan နဲ့ connector ဆိုတာဘာတွေပြောရလဲဆိုတော့ system bounce တစ်ခုမှာဆိုဘယ်လိုမြင်ပါလိမ့်မယ်။ကျွန်တော်တို့ power ဖြွင့်မှုအတွက်ကို power flow ရှိရယ်။အဲ့ဒီ power flow လေးကိုကျွန်တော်တို့နှိမ့်လိုက်သူက design ပဲမဟုတ်ဘူးသူ media မှာပြင်လိုက်တယ်။ဆိုတော့ကျွန်တော်မှာ power led ရှိရယ်ပြီးတော့ power switch ရှိရယ်။ power switch ကတော့ clock ဖြွင့်ပေးလုပ်ဖို့အတွက်ကိုဒါကိုစားပြုပါတယ်။ power led ကတော့ကျွန်တော်တို့ clock ဖြွင့်လိုက်ရင်မီးလင်းလာမလားဒါပေါ့မီးလင်းလာတယ်။တကယ်လို့ကျွန်တော်တို့ power switch ကို off လိုက်ပြီဆိုရင်သူကမီးလေးပိတ်သွားတော့ဘူးနော်။ power led ကအဲ့လိုလုပ်တယ်။နောက်တစ်ခုကကျတော့ကျွန်တော် တို့ဒီ HDD LED ပေါ့နော် HDD LED ကကြောက်ပါလဲဆိုတော့ကျွန်တော်တို့ဒီ hard disk ကစပြီးတော့ပေါ့နော်ဒီမာတဘုတ်ကျွန်တော်ဖွင့်လိုက်ပြီ hard disk က operation လုပ်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဒီ system ဘုံကမိလေးလဲပါတယ် hard disk ကကောင်းလားမကောင်းလားပေါ့နော်ဒါမျိုးတွေကျွန်တော်တို့စစ်ဆေးနိုင်ပါတယ်နောက်တစ်ခုကကျွန်တော် research ရပါ research ကကျတော့ဘာကို research လုပ်ရလဲဆိုတော့ကျွန်တော်တို့ကကွန်ပျူတာမှာနေကျွန်တော်တို့ restart ရှိတယ်ရှတ်ဒေါင်းရှိတယ် reset ရှိတယ်เนาะအဲသုံးခုကမတူဘူး okay research ဆိုတာကကြာတော့ကျွန်တော်တို့ကွန်ပျူတာပေါ့နော်ဟိုအကြောင်းပြီးပြီးတော့ကြာကျွန်တော်တို့ကွန်ပျူတာဟန်သွားတယ်ဆိုရင်ကျွန်တော်တို့ကမောင်းနဲ့လည်းကျွန်တော်တို့ရှတ်ဒေါင်းချလို့ရတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးကြာကျွန်တော်တို့က the system ဘုံက research button ကိုကျွန်တော်တို့ဖိထားပြီးတော့မှကျွန်တော်တို့ကအဲဒီ research ချတာပေါ့နော်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့တုံးပါတယ် အဲ့ဆိုရင်ကျွန်တော်ပြန်ပြောပြပါမယ်။ front panel ကိုတော့မပါရင်ပါလေဆိုတော့ကျွန်တော် power led ပါမယ်။နော် power switch ပါမယ်။ပြီးရှင် hdd led ပါမယ်။ပြီးရင် reset switch ပါမယ်နော်။ဒါရင်ကျွန်တော်တို့အဲဘလို့တက်လဲဆိုတာကိုနောက်ထပ် slide ကိုကျွန်တော်ပြလာကြမယ်နော်။ Okay. Okay. ဒါတော့ကျွန်တော်ဒီ front panel ကိုတော့ဒါရီကိုဘလို့တက်ဆင်လဲဆိုတော့ကျွန်တော်ပြသထားခြင်းဖြစ်ပါတယ်။ Okay. ဒီဘက်မှာပေါ့နော်ကျွန်တော်ဒီလိုမျိုးဘေးချင်းရှင်ပြီးတော့ပါတာပေါ့နော်ဘေးချင်းရှင်ပြီးပါတယ်ဆိုရင်ကျွန်တော်တစ်ဖက်မှာဆိုရင် power led နဲ့ power switch ကိုကျွန်တော်တက်ရပါတယ် power led နဲ့ power switch ဆို4 pin ပေါ့နော်4 pin ရှိမှာနော်ဆိုတော့တခုကအပေါင်းအနှုံနော်အပေါင်းအနှုံဒီ power switch ကလည်းကျွန်တော်အပေါင်းအနှုံပါပဲနော်အဲ့တော့အဓိကမိတ်ဆွေတို့မှတ်ထားတာကကျွန်တော်တို့ဟိုဘက်မှာမတက်ရမယ် power led တက်မယ် power led ပေါင်းအနှုံတက်မယ်ပြီးရင် power switch တက်မယ်နော်ပြီးရတယ်ကျွန်တော်ကဒီဘက်အချမ်းမှာကျွန်တော်ဘာတက်ရမလဲဆိုတော့ http LED ပေါ့နော် HDD LED တက်မယ်ပြီးရင် recess ကိုတက်မယ်နော်ဒီဘက်မှာကျတော့ HDD LED နဲ့ recess ကိုကျွန်တော်တို့တက်ပေးလိုက်မယ်ဆိုရင်ကျတော်တို့ဒီ system ဘုံတစ်ခုမှာပေါ့နော်ကျွန်တော်ခလုတ်တွေ power အဖွဲ့ပေးလုပ်လို့ရမယ်ပြီးရင်ဒီ head တက်ကမီလင်လာမလင်လာဒါရင်ကျွန်တော်အကုန်ကြည့်လို့ရတယ်ပေါ့နော် okay ပြီးတော့ reset ချတာမျိုးတွေပါရင်လည်းကျွန်တော်တို့တုံ့ပြန်ရတယ်နောက်ပြီးတော့နောက်တစ်ခုကမင်းတို့ဒီမှာရေးထားရင်းလည်းရှိပါတယ်နော်အဲဒီမှာတို့ရေးထားတဲ့မျိုး manual လေးရှိရတယ်နော် LED power LED reset အဲ့လိုနေရှိရည်နော်အဲ့လိုဆိုတော့ကျွန်တော်တို့ကဒီမှာလေဒါဆိုရင် PWR ဆိုရင် power PWR ဆို power LED ဆိုတော့ power LED ပြီးတော့ PWR ဆိုတာ power SWR switch ဆိုတော့ power LED နဲ့ power switch ကိုဟိုဘက်အချမ်းမှာတက်ပါလို့ပြောတာလည်းတူတူပါပဲနောက်တစ်ခုကကြတော့ HDD ပေါ့နော် HDD LED နော်ဒါ HDD LED ဆိုရင် HDD မီလီမိုတွက် LED လို့လည်းပြောတာပါ ပင် research research ဆိုတာကကွန်ပျူတာမှာတခုခု hand နဲ့လေးတယ်ဆိုရင်ကျွန်တော်တို့ကဘောက်နဲ့တော့ research လုပ်မရတော့ restart လုပ်လို့မရတော့အဲ့လိုမရတဲ့အခါမျိုးမှာကျွန်တော်တို့ system ဘုံက reset button ကိုနှိပ်ပြီးတော့ system တခုလုံး research လိုက်ရတယ်ဒါပေမဲ့တခုသိရမှာမဟုတ်ဆိုဒါကကျွန်တော်တို့ researcher ဆိုတော့ကျွန်တော်တို့က factory tech ဖို့မဟုတ်ဘူးเนาะတချို့က research ဆိုရင် factory tech ဖို့ကိုတွားပြီးမှားလို့အဲဒီ research လိုက်ပြီဆိုကျွန်တော်တို့ကဗာလဲကွန်ပျူတာကအစနေဝင်လို့ပြန်ပြီးတော့တက်လာတယ်เนาะဒီ state ကိုပဲကျွန်တော်ပြောချင်ဖြစ်ပါတယ်เนาะ okay Okay အခု mixer ကိုပြည့်တွေ့နေရတာတော့အကျွန်တော်တို့ front panel နဲ့ connector လေးဖြစ်ပါတယ်။ဘာတွေပါလဲလို့ပြောရင်ကျွန်တော်တို့ power LED ပါမယ်เนาะ power switch ပါမယ်ပြီးရင် HDD LED ပါမယ်ပြီးရင် reset switch ပေါ့နော်။ Okay အဲ့ connector လေးတွေကဒီ connector လေးမှာလာပြီးတော့ကျွန်တော်တို့ချိန်ပေးမှာဖြစ်ပါတယ်။ Okay အရင်ဆုံးကျွန်တော်တို့ဘာချိန်ရလဲဆိုတော့ power LED ရင်ချိန်ရမယ်เนาะ။သစာလေးတွေလည်းပါပါတယ် ya power LED plus minus ရှိပါတယ်။ နော်ပြီးရင်ကျွန်တော်တို့ဒါ power switch power clock ကိုနှိပ်လိုက်တဲ့အခါကျအလုံးလုံးမဲ့အဲ connector လေးပါအဲ့ဒါလေးကျွန်တော်တို့ထိုးလိုက်ပါမယ်နောက်ပြီးရင်တော့ကျွန်တော်တို့ LED ပေါ့ HDD နဲ့သက်ဆိုင်တဲ့ဟာပါ HDD LED လို့ခေါ်ပါတယ်ဗျအဲ့ကောင်ကလည်းကျွန်တော်တို့ plus sign နဲ့ပါပဲအဲ့ဒါကိုလည်းကျွန်တော်စာအုပ်အပြင်ဘက်ကထားပြီးထိုးပေးရမှာပါနော် Okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါ reset switch ပေါ့နော် reset switch ဆိုတော့ကွန်ပျူတာ reset ချခြင်းတဲ့အခါမျိုးမှာအသုံးပြုရတဲ့ခလုတ်ဖြစ်ပါတယ်ဒီ ကလုတ်ကိုတက်ဆက်ပေးထားမှာလေကျွန်တော်တို့ကဒါ research ကိုကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်နော်ကြတော့ကျွန်တော်မာသဘောတစ်ခုမှာကျွန်တော်တို့များသောအားဖြင့်မြင်တွေ့ရနေရှိရပါတော့ကွန်မွန်ကွန်နက်တာလေးကိုကျွန်တော်ပြောပြထားခြင်းဖြစ်ပါတယ်အဲဒီမှာမိတ်ဆွေတို့မြင်တွေ့နေရတာဒါရီက Oreo ကို support ပေးတယ်ပေါ်နေဖြစ်ပါတယ်ဒါလေးရပေတာကတော့ RJ45 ပါ RJ45 ကကျွန်တော်တို့ Ethernet cable ဖြစ်ပါတယ် internet cable ဆိုတာကကျွန်တော်ဘယ်လိုပြောမလဲ။ဘယ်ဆိုတော့ internet တောင်းမယ်ဆိုရင်ကျွန်တော်တို့ switch တွေဘာတွေကနေထွက်လာပြီးတော့ internet ကိုပေါ့နော် internet cable ကိုဒီမှာလာပြီးတော့ join ရမှာပါ။ဒါမှမဟုတ်ရေ computer မှာအဲဒီ internet ရမှာဖြစ်ပါတယ်နော်။နောက်တစ်ခုကဒါ USB port တွေပါ။ဒီအောက်ကဟာလေ USB 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 เนาะ USB port 2ဖြစ်ပါတယ် USB port 4 port ပါပါတယ်ဒီမှာဒါတော့ HDMI ဖြစ်ပါတယ် high definition multimedia interface ပေါ့เนาะအဲဒါ HDMI ဖြစ်ပါတယ်ရုပ်ထွက်ပုံမူအကောင်းပုံနဲ့ VGA ထက်ဆိုင်ပုံကောင်းတဲ့ရုပ်ထွက်ကိုပေးပါတယ်เนาะဒီ port นี่อ่ะเนาะဒီကနေကျွန်တော်တို့က join ပဲပြီးရင်ကျွန်တော်တို့မှာ monitor မှာပြီး monitor မှာ HDMI cable နဲ့ကျွန်တော်တို့ join မယ် monitor မှာထိုးမယ်ဆိုရင်ပုံပြီးတော့ VGA ထက်ဆိုင်ပုံကောင်းတဲ့ရုပ်ထွက်ကို HDMI က support လုပ်ပါတယ်เนาะဒီ port မှာကျွန်တော်တို့မြင်နေရတာတော့ VGA ပါ ဗီဒီယိုဂရဖစ်အရေပေါ့နော် PGA လည်းဒါ display port ဖြစ်ပါတယ်ဒီအောက်ကတော့ကျွန်တော်တို့ DVI port ဖြစ်ပါတယ် DVI port တွေကတော့ဒီဘက်နောက်ပိုင်းမှာတော့ကျွန်တော်တို့တိတ်ပြီးသုံးနေသုံးထားတော့မရှိတော့ပါဘူးအများဆုံးအဖြစ်ဒီ VGA နဲ့ HDMI လောက်တည်တော့အဆင်ပြေပါပြီနော်ဒါကတော့ကျွန်တော် USB port ပဲဖြစ်ပါတယ်နောက်ထပ် USB port 2.0ဖြစ်ပါတယ်နော် PS2 PS2 port လို့ခေါ်ပါတယ် တော့အရင်တော့ဆိုရင် USB တွေနဲ့မတော့ဘူးဆိုရင် keyboard တွေ mouse တွေကဒီလို port လေးနဲ့လာပါတယ်နော်ဒီလို connector နဲ့လာတယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ဒီမှာလာပြီးတော့ site ပေးရတယ်အဝင်ကိုကြောက်ပြအောင်နော် keyboard တက်ချင်လဲ keyboard mouse တက်ချင်လဲ mouse ပေါ့နော်ဒီမှာလာပြီး site ပေးရပါတယ်ဒါဆိုကျွန်တော်တို့ keyboard တွေ mouse တွေအသုံးပြုရမှာဖြစ်ပါတယ်နော်ကျွန်တော်အခုပြပြပေးခဲ့တဲ့ဟာတွေကတော့အာဒါကကျွန်တော်တို့ဒီမာတဘုတ်တစ်ခုမှပါဝင်တယ်ပေါ့နော်အဓိကအရေးကြီးရေပေါ့နော်ကျွန်တော် connector တွေဖြစ်ပါတယ်ဒီလိုလုပ်ငန်းကမှလည်းဒါတို့တခြားတိထားဖို့ကျွန်တော်လိုအပ်ပါတယ်